နီတိုးဘလိုမှာမတိယောဆောင်နိုင်မဲဂိုက်တာတစ်ခုကိုမြေစာရုပ်ရှင်ဇာတ်ကားမှာတိယောဆောင်ခဲ့တဲ့မြင်းမြင်းအခုလက်တော်နုပညာလောကမှာမြင်းမြင်းရဲ့ထူးထူးခြားခြားရုပ်ရှင်ဇာတ်ကားတစ်ခုရှုံးတင်းပြသနေပါရီအစဝိုင်းရုပ်ရှင်ဇာတ်ကားကတော့မြေစာဆိုရင်ရုပ်ရှင်ဇာတ်ကားကြီးပါအမြေစာရုပ်ရှင်ဇာတ်ကားကြီးကနီတိုးပါဝင်အတော်ယုံမင်းသားတွေတိယောမဆောင်နိုင်တဲ့ဂိုက်တာတစ်ခုကိုမြင်းမြက်ကအပြည့်ပြည့်ဆုံးတိယောဆောင်ခဲ့တာဖြစ်ပါရီမြင်းမြက်ဆိုပါဇာတ်ကားမှာလမ်းဘေးစီပင်အမိုက်သိန်းကားပုံစံမျိုးတိယောဆောင်ထားတာဖြစ်ပါရီအထူးသဖြင့်ချိုးသောပရိသတ်တွေကနီတိုးဟာမြင်းမြက်လိုစီပင်ဝင်တဲ့နေရာ ာကတရုတ်ဆောင်နိုင်မှာမဟုတ်ဘူးလို့ပြောကြတာဖြစ်ပါရည်နေတိုးနဲ့မြင်မြတ်ရင်နုပညာရေသွေးပိုင်းကိုရှင်းကြည့်မယ်ဆိုရင်ပြောစရာမရှိပါဘူးဒါမှမဟုတ်နေတိုးတဲ့မြင်မြတ်ကတော့တဘာဝစရုပ်ကာရီတာတွေနဲ့လိုက်ဖက်တာကိုတွေ့ရပါရည် ထူးသဖြင့်မြင်းမြတ်ဟာလူစိုးလူပိလူမိုင်းစိုက်ကားသမားအမှုသမားပလုံးကောက်သူစားတဲ့တဘာဝစရုပ်တွေဆိုရင်ရန်ကုန်မှာပြည်ပြင်တက်ဝင်အောင်တယောက်ဆောင်နိုင်သူပါဒီလိုစရုပ်ကာရိုက်တာမျိုးကိုမြင်းမြတ်ကလွှဲပြီးပြည်ပြင်ပိုင်နိုင်အောင်တယောက်ဆောင်နိုင်သူကရှားပါရီအထူးသဖြင့်နေတို့ဟာဆိုရင်မိမရှာစရုပ်လူချမ်းစရုပ်လူကြီးလူကောင်းစရုပ်စားတဲ့ဇက်ကာရိုက်တာမျိုးစုံကိုတယောက်ဆောင်နိုင်ပါရီဒီလိုမျိုးစရုပ်ကာရိုက်တာမျိုးစုံကိုလိုက်ဖက်အောင်တယောက်ဆိုင်နာကြောင်းလေမြင်းမြတ်ကိုခင်မင်းရှင်းနေတဲ့နုပညာတိုင်းပိုင်းမိတ်ဆွေတွေကဇာလိုက်လို့ခေါ်ကြတာပါ ဒါပေမဲ့နေတူကတော့သူ့ရဲ့မွေးရပါဥပဒေရောက်ကြောင်းမြင့်မြတ်လိုမျိုးလမ်းဘီကာရိုက်တာစရုပ်တွေကိုသရုပ်ဆောင်နိုင်ဖို့အားနေချက်ရှိပါရည်။အခုလဲမြင့်မြတ်ကမြေစာပင်ရုပ်ရှင်ဇာတ်ကားမှာနေတူသရုပ်ဆောင်နိုင်တဲ့ကာရိုက်တာတစ်ခုဖြစ်တဲ့လမ်းဘီစီပင်ဝန်ထမ်းဖြစ်သရုပ်ဆောင်ကောင်းတာကြောင့်ချီးကျူးခံနေရတာပါ။ အခြေခံလူတန်းစားရဲ့ဘဝကိုဒရမဆက်ဆန်းရိုက်ကူးထားတဲ့မြေစာရုပ်ရှင်ဇာတ်ကားကတော့မြင်းမြက်ကခေါင်းဆောင်မင်းသားဖြစ်ပါဝင်ထားတာဖြစ်ပြီးမြေစာရုပ်ရှင်ဇာတ်ကမိသားစုနဲ့အကိုမောင်နှမတွေကြားကတန်ရုံးစဉ်ကိုအလေးပေးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။အဆိုပါဇာတ်ကားထဲမှာမြင်းမြက်နဲ့တူအင်းမြက်သူဖုံးမီနီလာနဲ့တန်သာညီစားတဲ့တရုတ်ဆောင်တွေပါဝင်ထားတာဖြစ်ပါတယ်။တရုတ်ဆောင်မြင်းမြက်မြေစာရုပ်ရှင်ဇာတ်ကားထဲမှာစီဘီဝင်းနဲ့ဆက်ရုပ်ကိုပြပြစွာတရုတ်ဆောင်နိုင်ဖို့အတွက်အမှန်တကယ်အပြင်ကစီဘီဝင်းနဲ့အကိုမျိုးသားတယောက်ကားပေါ်ကနေလမ်းတွေ့ပြီးတော့တပုံရိုက်ထားပြီးမှသူ့ရဲ့ပုံမှန် ွမ်းတဒံပုံစံကိုတူခိုးခဲ့တယ်လို့ဆိုပါရီအထူးသဖြင့်မြင်းမြတ်ဟာသူ့ရဲ့မိတ်ကက်ဆီယာနဲ့ဒီဇိုင်းကိုအမှန်တကယ် CB ဝန်တန်းရဲ့ပုံစံဝတ်စားအုတ်ထုတ်ဆောင်ပုံတွေနေလောင်နဲ့ဒန်းတွေခံရတဲ့ CB ဝန်တန်းတွေရဲ့အသားရည်ရအောင်လုပ်ခိုင်းခဲ့တယ်လို့သိရတာပါဒါပြင်တရုတ်ဆောင်အကယ်ဒမီမြင်းမြတ်ဟာသူကိုယ်တိုင်ကလည်းအမှန်တကယ် CB ဝန်တန်းတွေရဲ့လှူရှားမှုဟန်ပန်မှုရာတိုင်းတသိမတင်တရုတ်ဆောင်ခဲ့တယ်လို့ဆိုပါရီဒီအတွက်ကြောင့်လေမြေစာရုပ်ရှင်ဇာတ်ကားရိုက်ကူးနေစဉ်အတွင်းလာကြည့်တဲ့ပရိသတ်တွေဟာသူ့ကိုမြင်းသားမြင်းမြတ်မှန်တရားမှမမေ့ကြပါဘူး CB ဝန်တန်းစစ်လို့ပဲထင်ခဲ့ကြတာဖြစ်ပါရီ ရင်ဆိုင်ရှင်စကားကြီးကိုမြောက်တကုံနာကအမိုက်ပုံမှာရိုက်ကူးခဲ့တာဖြစ်ပြီးလာကြည့်တဲ့သူတွေကအမိုက်ပုံနဲ့အမိုက်ကားတွေစီဝီဝန်ထမ်းတွေကိုရိုက်နေတာလို့ပဲထင်ကြကမင်းသားမင်းမြတ်ပါမယ်မသိအောင်ထိမင်းမြတ်ကတကယ်စီဝီဝန်ထမ်းအဆက်လာတယောက်ဆောင်နိုင်ခဲ့တာပါဒါကြောင့်လေလာကြည့်တဲ့သူတွေဒါမှမရှိဘဲနဲ့ဇလန်းကိုအစင်စင်ပြေပြေရိုက်ကူးနိုင်ခဲ့တာလို့ဆိုပါရီနောက်ပိုင်းခြားဇဝင်ကန်ရှိုင်းမသာပရိသတ်တွေကတည်သွားကြတာပါမင်းမြတ်ဟာဒီလိုအောက်ခြေလူတဲ့စားကာရိုက်တာကိုသဘာဝကျကျတယောက်ဆောင်နေတာကြောင့်လေမင်းမြတ်ကိုပရိသတ်တွေကသဘာဝမင်းသားဆိုပြီးတော့အားပေးကြတာပါနေတို့သာဆိုရင်တော့ မြက်လိုစီပင်အမိုက်ပုံဝင်တန်းအဖြစ်ဘလို့မှတူအောင်သရုပ်ဆိုင်ထဲမှာမဟုတ်တာကသိကြပါရင်ဒါကလည်းမြင်းမြက်နဲ့နေတိုးရဲ့ကွာခြားချက်ပါအခုကြည့်ရှုနေတဲ့ပရိသတ်တွေကရောနေတိုးနဲ့မြင်းမြက်ဘသူကိုအားပေးကြလဲဆိုတာပြောသွားပေးခဲ့ပါဦးရှင်